မင်္ဂလာပါပရိသတ်ကြီးဖြစ်ရစမ်းကျကင်မရာဆက်လန်းကောင်းလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်ကြီးနားဆင်ဖို့အတွက်စာရေးသူအခန့်စော်ရှိသားတဲ့ပထမဘူဘူအောင်အပိုင်းနဲ့ဝဲတော်ចောင်းတိုင်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြည်လာဆိုရင်တော့ဇလန်းလေးကိုအခုပဲစတင်လိုက်ရအောင်နော်ငါထွားနဲ့တခြားចောင်းသားတွေကမောင်ဘူအောင်ကိုမောင်ဝဲလို့သာဆက်လက်ခေါ်ဆိုကြတယ် မောင်ဘူးအောင်မှာတော့မောင်ဝဲလို့အခေါ်ခံလိုက်ရတိုင်းစိတ်ထဲမှာမကြင်မနှက်ဖြစ်မိတယ်။အဲ့ဒီအဖြစ်ကိုမောင်ဘူးအောင်ရဲ့တငယ်ချင်းဖြစ်သူမောင်မြတ်ကြီးလည်းသိတယ်။မောင်ဘူးအောင်နဲ့မောင်မြတ်ကြီးကတော့အနေကြလာတာနဲ့အမျှတယောက်နဲ့တယောက်အလွန်ခင်မင်လာခဲ့ကြတယ်။တခြားမောင်ကျောင်းသားတွေထက်မောင်မြတ်ကြီးနဲ့ပို့ပြီးတော့ရင်းနှီးတာကမောင်မြတ်ကြီးနဲ့မောင်ဘူးအောင်တို့နှစ်ယောက်မှာတူညီတဲ့အမြင်တူညီတဲ့စိတ်ထားတူညီတဲ့နှလုံးသားချင်းရှိတာမို့ သူတော်အချင်းချင်းတရင်လွှဲလွှဲပေါင်းဖက်တွေ့ဆိုတဲ့အတိုင်းပေါင်းမိသွားကြခြင်းဖြစ်တယ်။စိတ်ထဲမကြပါနဲ့မောင်အောင်ရာတို့ဦးစီးကြီးပြောဖို့တယ်မဟုတ်လား။နာမည်ဆိုတာပညာတသက်ပါပဲကွာ။အောင်မေမင်းကိုကြတော့သူကမောင်ကြီးမောင်ကြီးလို့ခေါ်ကြတော့မင်းကနာပါမလားကွာ။ငါကြတော့မောင်ဝဲမောင်ဝဲနဲ့ခေါ်ကြတာ။တခါတလေဝဲထူလို့ချွတ်ချွတ်နေနေခေါ်သေးတယ်ကွာ။မင်းမကျေနပ်ရင်ငါ့ကိုလည်းနာမည်ပြောင်းခေါ်ကွာ။ မင်းကိုနာမည်ပြခွန်ရမတဲ့လားအေးနော်မင်းနာမည်ကမြက်ကြီးဆိုတော့မောင်ကြီးမောင်မြက်ကြီးလို့ခေါ်ရတာငါစိတ်ထဲနည်းနည်းကတိကောင်ဖြစ်လာရဲ့ကွဒီတော့မင်းကဘလို့ပြခွန်ခြင်းတလဲမအောင်ရတို့ရမှာတော်ကြီးဆိုတဲ့မိမကြီးကိုအမေတို့ကအကြည့်အကြည့်လို့ပဲခေါ်ရဲ့ကွအကြည့်ဆိုတာလေးကခေါ်လို့ကောင်းတယ်ဒီတော့မင်းကငါဒီနေ့ဆပြီးအကြည့်လို့ပဲခေါ်ရမယ်မောင်ကြီးအဲ့လေအကြည့်ရေမောင်မြတ်ကြီးမှာ အကြည်ဆိုတဲ့နာမည်ကိုရွတ်ပြီးတော့ပြုံးမိပါတယ်။ရှားတယ်ဟေ့အကြည်ဆိုတာလေးရလေအကြည်ထက်ကိုရည်ရွယ်တာနဲ့တူတူပဲ။မင်းပြောတာဟုတ်တယ်မအောင်။မောင်ကြီးဆိုတာခေါ်ရထောက်တယ်။အကြည်ဆိုတာခေါ်ရဘလောက်လွယ်တယ်လဲ။ဟင်မင်းကိုအကြည်လို့ခေါ်တာကိုမင်းကစိတ်မဆိုးဘူးလားကွာ။ဘာစိတ်ဆိုးစရာရှိတယ်လဲကွာ။နာမည်ဆိုတာပညာတစ်ခုပဲမဟုတ်လားကွာ။မောင်ဘူးအောင်နဲ့မောင်မြတ်ကြီးတို့မှတရားမျက်နှာတယောက်ကြည့်ပြီးတော့ရှင်မောလိုက်ကြတယ်။ အရိယချင်းငါထွားနဲ့တခြားចောင်းသားတွေရောက်လာကြတယ်။ဟက်ကဝဲထူဘာရိရှိနေရလဲကွငါတို့ကိုလည်းပြပြစမ်းမအောင်။ငါထွားချိုချိုဖဲဖဲခေါ်လိုက်တဲ့အခါမောင်ဘိုးအောင်မမခံချင်နိုင်အောင်ဖြစ်သွားတယ်။ဟက်ကငါထွားငါနာမည်ဝဲထူမဟုတ်ဘူးကွ။ဝဲရီထူလို့ဝဲထူလို့ခေါ်ရလေကွ။ဘာလဲမောင်ဝဲမင်းကအမှန်တရားကိုလက်မခံချင်ဘူးလား။ဝဲထူဆိုတဲ့အမှန်တရားကမင်းအတွက်ခါတိလွန်းလို့လားကွ။ ငါထွားနဲ့ចောင်းသားတွေမှာတဟားဟားနဲ့ရှင်းမောကြတယ်။မောင်ဘိုးအောင်မှာတော့ငါထွားကိုလက်ညှိုးထိုးလိုက်ပြီးအေးပါမင်းဝဲပေါတော့မှမင်းကိုငါဝဲထူလို့ခေါ်မယ်။အဲ့ဒီအချိန်ကျရင်တော့မင်းကြည်ကြည်နက်နက်ချင်းအခေါ်ခံပေါ့ကွာ။ရှားတယ်ဝဲထူရေငါတို့ကမင်းလိုပဲဝဲမထူဘူးကွာ။ဆက်ပြောနေရင်ရံပြစ်တော့မှဖြစ်တာကြောင့်မောင်မြတ်ကြီးကမောင်ဘိုးအောင်ကိုတနည်းအောင်ဆဲခေါ်ခဲ့တယ်။မောင်ဘိုးအောင်မှာတော့ ခွက်ထိုးခွက်လန်ရှိမောနေတဲ့ငါထွားတို့လူတဆုကိုမျက်စောင်းထိုးပြီးတော့ကြည့်နေမိတယ်။မောင်မြတ်ကြီးကတော့ကြောင်နောက်ဖက်ကိုဆွဲခေါ်သွားပြီ။ကြောင်နောက်ဖက်မှာတော်တန်ကလေးတစ်ခုရှိပြီးတော့တော်တန်အဆုံးမှာတော့ရေကန်ကြီးတကန်ကိုတွေးလိုက်ရတယ်။ရေကန်ကြီးမှာတော့အတော်တန်ကျဲဝန်းပြီးကံရီမှာစိမ့်ပြမနေဘဲနဲ့အနီရောက်တန်းရနေတယ်။ဟင်ရေကန်ကြီးကနီလို့ပါလားအကြီးရဲ့။ဒါပါကံများလေ။ကျင်းနီကြောင်နာမှာရှိတော့ ကျင်းနေကန်လို့ခေါ်ကြတယ်ကွရေရောင်နေတာကတော့ရေကန်အောက်ချင်မြေသားကျင်းနေတက်တွေရှိနေလို့အခုလိုနေနေတာတဲ့ကွာမောင်ဘိုးအောင်မရေကန်ဆက်ကိုဆင်းလိုက်ပြီးတော့ရေကိုလက်ခုံနဲ့ခတ်ယူလိုက်တယ်ပြသားရောင်လို့နေရဲနေတဲ့ရေတွေကတော့လက်ခုံအတွင်းအောင်ရောက်တဲ့အခါကြည်လင်နေတဲ့ရေတွေအဖြစ်ပြောင်းလဲသွားတယ်အဲ့ဒီရေတွေနဲ့မျက်နှာတင်လိုက်တဲ့အခါမှသာစိတ်အတွင်းမှာအနှဲငယ်အေးချမ်းသွားတယ်ကံရည်ပြင်းုံဖြတ်တန်းပြီး တိုက်ခတ်လာတဲ့လေနူအေးတွေကြောင့်မောင်ဘူအောင်ရဲ့စိတ်အစဉ်မှာကြည်လင်လာတယ်။မောင်ဘူအောင်မှာရေခမ်းကြီးရဲ့အနောက်ဘက်မှာရှိတဲ့တောင်ခုံကလေးပေါ်ကနေထုံဖြူဖြူဇေဒီကလေးတစုကိုလက်ညှိုးထိုးလိုက်ရင်းနဲ့အကြီးဟောဟွာဇေဒီကဘာဇေဒီလို့ခေါ်တယ်လေကွာ။အဲ့ဒီတောင်ခုံကလေးကိုတော့ရွှေအင်းတောင်လို့ခေါ်တယ်။ရွှေရင်တောင်ပေါ်မှာတည်ထားတဲ့ဇေဒီကိုတော့ရွှေရင်တောင်ဇေဒီပေါ့ကွာဇေဒီနာမည်ကလည်းထူးထူးဆဆမာလား ရွှေအင်းဆိုတာဘလို့အတိတ်ပဲရတယ်လဲဟင်အကြီးအင်းကွက်ကိုမင်းမမြင်ဘူးသေးဦးလားကွာမအောင်ရမဘိုးအောင်ကခေါင်းခါပြလိုက်တယ်အင်းဆိုတာအကွက်လေးတွေဆွဲပြီးအထဲမှာစလုံးလေးတွေရေးရတာမျိုးပေါ့ကွာတို့မျိုးကဘာကြီးဖုန်ကြီးတပါအဲ့ဒီလိုလေးတွေရေးတတ်တယ်ကွာဘာကြီးဖုန်ကြီးပြောတာအဲ့ဒီအင်းကွက်တွေမှာအစွမ်းတိတ်ထိတွေရှိတယ်ဆိုပဲကွာကြောက်တုံးအောင်တော့မှအင်းကွက်နဲ့ကက်ရင် ရွှေတောင်ဖြစ်သွားနိုင်တယ်လို့ပြောကြတယ်။ဒီစီရီကရွှေအင်းတောင်စီရီဆိုတော့ဒီတောင်ပေါ်မှာရွှေဖြင့်ငွေဖြင့်အင်းတွေပါတွေရှိလို့နေမှာပေါ့ကွာ။မောင်ဘိုးအောင်ကခေါင်းညှိလိုက်တယ်။ဒါပေမဲ့ကြံတဲ့အရာတွေကိုစိတ်မဝင်စားပဲအင်းလို့ခေါ်တဲ့အကွက်ကလေးတွေကိုစိတ်ဝင်စားသွားမိတယ်။ဒါနဲ့အကြီးမင်းကတကြီးသားဆိုကွာ။ဟုတ်တယ်မအောင်ရ။ငါဖေကစစ်သားမျိုးတကြီးပေါ့ကွာ။မျိုးတကြီးဆိုတော့ချမ်းသာမှာပေါ့ကွာ။ ဒီလောက်လည်းမဟုတ်ပါဘူးမောင်အောင်ရာမောင်ဘူအောင်တို့တငယ်ချင်းနှစ်ဦးကစကားတပြောပြောနဲ့ကျင်းနီကန်အစုံတောင်ကုန်းကလေးရဲ့အောက်ခြေကိုရောက်လာခဲ့ကြတယ်။မောင်ဘူအောင်တယောက်တောင်ကုန်းကလေးပေါ်တက်မယ်အပြုတ်မှာတော့မောင်မြက်ကြီးကဖမ်းထားလိုက်တယ်။မောင်အောင်မင်းဖယ်သွားမလို့လဲ။မင်းပြောတဲ့ရွှေရင်တောင်ပေါ်တက်ကြည့်မလို့လေအကြီးရဲ့မသွားစမ်းမာနဲ့ကွာဦးစင်းကြီးကမှားထားတယ်ကွာဟောဒီရှေကန်းကြီးစီရောအဲ့ဒီတောင်ကုန်းကလေးပေါ်ရော မတွားရဘူးတဲ့ကွာဟေးဘာဖြစ်လို့များလဲအကြီးကဒီနေရာမြေချမ်းနေဆိုပဲတရေတပတ်တွေဘလူးကြီးတွေကဒီတောင်ကုန်းနဲ့ရေကန်ကြီးအနားမှာနေထိုင်ကြတယ်တဲ့ကွာအနားကိုရောက်လာတတ်တဲ့လူသူကျွဲသားတွေကိုဖန်ဆားတက်လွန်လို့မောင်ကျောင်းသားတွေကိုလည်းဒီနေရာကိုမတွားရအောင်လို့တားမြစ်ထားတာပေါ့ကွာတို့အခုရေကန်ကြီးနားကိုရောက်လာတာတောင်မှတော်တော်တရားလိုနေပါပြီဦးစင်းသိရင် တို့တော့အရိုက်ခံထိမှာကွာလာပါမအောင်ရတို့တွေပြန်ကြပါစို့ကွာမောင်မြတ်ကြီးကအတင်းဆွဲခေါ်လာကြောင်းမောင်ဘိုးအောင်လည်းမလိုက်ချင်လိုက်ချင်နဲ့ပြန်လိုက်လာခဲ့ရတယ်မောင်ဘိုးအောင်မှာ ရွှေအင်းတောက်ကိုအလွန်စိတ်ဝင်စားနေပြီးတွားကြည့်ချင်တဲ့စိတ်တွေဟာတဖွားဖွားနဲ့ဖြစ်ပေါ်နေတယ်မောင်ဘိုးအောင်တို့နှစ်ယောက်အเจ้าကိုပြန်လာကြတဲ့အခါဦးစင်ကြီးမှာအเจ้าနောက်ဖက်မှာကျိန်လုံးကင်ပြီးတော့အသင်းဆောင်နေရကိုတွေ့ရတယ်မောင်ဘိုးအောင်တို့ကိုမြင်တဲ့အခါမှာတော့ မောင်ចောင်းသားတွေကိုအဲ့ဒီရှေကန်နာမသွားပါနဲ့လို့ဦးစင်ကြီးမှားမထားဘူးလားအဲ့ဒီအခါဦးစင်ကြီးအနောက်မှာရှက်နေတဲ့ငှက်ထွားတို့မှပြည်တီတီနဲ့ရီမောနေကြတယ်။မောင်မြတ်ကြီးကမကြိမ်မချမ်းနဲ့ဒါငှက်ထွားတို့ကြောက်တွန်းတာပဲဖြစ်မယ်ကွ။ငါတို့ရှေကန်ဘက်သွားတာမြင်လို့ဦးစင်ကြီးကိုသွားတိုင်တာဖြစ်မယ်။မောင်ကြီးဘယ်သူတိုင်တိုင်မတိုင်တိုင်ရှေကန်ကိုမင်းတို့သွားတာဟုတ်သလားမဟုတ်ဘူးလားကွ။ဟုတ်ပါတယ်ဦးစင်ကြီး။မင်းတို့ငါမာထားတဲ့စကားကို ဖောက်ဖျက်ကျိုးလွန်တဲ့မင်းတို့မှာအပြစ်ရှိတယ်။မင်းတို့ကိုအပြစ်ပေးရမယ်။မောင်ကြီးမင်းရှင်လာခဲ့။မောင်မြတ်ကြီးကဦးစင်ကြီးအရှိမလက်ပိုက်ပြီးတော့မတက်ရက်လိုက်တယ်။အဲ့ဒီအခါဦးစင်ကြီးမှာမောင်မြတ်ကြီးရဲ့ခြေတလုံးကိုကျိန်လုံးနဲ့သုံးလေးချက်ခံရိုက်တယ်။ကျိန်လုံးရိုက်တဲ့ချိန်မှာတရွှွှွှွှနဲ့ကြောက်စရာကောင်းလာတယ်။မောင်မြတ်ကြီးကနာကျင်လွန်လာတာကြောင့်မျက်ရည်တွေပင်ကျမိတယ်။မောင်မြတ်ကြီးအရိုက်ခံပြီးတဲ့အခါမှာတော့မောင်ဘိုးအောင်လှည့်ဖြစ်တယ် မောင်ဘူအောင်မှလည်းမောင်မြတ်ကြီးနီးတူမတက်ရက်ပေးလိုက်တယ်။ဦးစင်ကြီးမှကြေယုံလွှဲပြီးတော့မောင်ဘူအောင်ကိုရိုက်နှက်တယ်။ဦးစင်ကြီးကအာကုံလွှဲရိုက်ပေးမယ်လေ။မောင်ဘူအောင်ရဲ့တင်ပါးတွေကတော့ထုံချင်းသလိုဖြစ်နေပြီးကြိမ်လုံးနဲ့ထိမိတဲ့အထည်အတွေကို ခံစားရပေးမယ်လေ။နာကျင်မှုဝေဒနာကိုတော့နည်းနည်းမှမခံစားရဘဲဖြစ်နေတယ်။ငထွားတော့မှဦးစင်ကြီးကွဲသွားတဲ့အခါရှီမောကြတယ်။မောင်မြတ်ကြီးမှတော့ ငါထွားအောင်မကြင်မနှမ်းနဲ့တိမ်မထားလိုက်တယ်။လှုပ်ထောင်းပေါ့ငါထွားရာအလှဲ့ကြရင်မနှွေးကြစတန်းပေါ့။မောင်မြတ်ကြီးကတိုးတိုးကလေးရေချွတ်လိုက်တယ်။နောက်နေမနှမ်းအုံမခောက်တန်းကြားတာကြောင့်ငါထွားမှာအဲ့ရကနေလူးလဲထားလိုက်တယ်။ငါထွားရဲ့လက်ဖွားမှာတော့တဆစ်စင်းနဲ့ရှားရလုံးလာတာကြောင့်ကုတ်ဖဲ့နေမိတယ်။အဲ့ဒီလိုကုတ်ဖဲ့ရင်လက်ကိုငုံကြည့်လိုက်တဲ့အခါငါထွားရဲ့လက်မှာဝဲတွေပေါက်နေရအောင်တွေးလိုက်ရတယ်။ ါထွားမှာကြောက်လန့်တကြားနဲ့အော်ဟဲလိုက်မိပါရဲ့ဝဲရီငါလက်မှာဝဲရီပေါက်နေပြီငါထွားရဲ့အော်တန်းကြောင့်တခြားចောင်းသားတွေပါနိုးလာခဲ့ကြတယ်တခြားចောင်းသားတွေရဲ့လက်ခြေတွေမှာလည်းငါထွားလိုပင်ဝဲဖို့တွေကစီတန်းပြုတ်တရာပေါက်နေကြတယ်တရက်တညတည်းနဲ့ပင်ဝဲဖို့တွေကအများပြပေါက်နေကြတာကအံ့ဩစရာကောင်းလာတယ်မောင်ចောင်းသားတွေအားလုံးဝဲပေါက်ပြီးမဲ့လေဝဲမပေါက်တဲ့သူကတော့မောင်မြတ်ကြီးဖြစ်တယ် အရေးဖြစ်ကိုတွေ့တဲ့မောင်ဘိုးအောင်မှာငါထွားတော့ကိုလက်ညှိုးထိုးပြီးတော့ခွက်ထိုးခွက်လန်အော်ဟိရှီမောတယ်ဟာဝဲထူတွေဝဲကြော်တွေပါလားကွကုတ်ဆန်းကုတ်ကြဆန်းကွာမောင်ကျောင်းသားတွေမှာဝဲတွေကိုတပြင်းပြင်းနဲ့ကောက်ခဲကြတာကမြောက်တွေနဲ့ပင်တူညီလာတယ်။မောင်ဘူအောင်ကငထွားကိုလက်ညှိုးထိုးလိုက်ရင်းနဲ့ဟာကဝဲကြော်ဒီနေ့အစပြီးမင်းနာမည်ကိုဝဲကြော်လို့ခေါ်မယ်ဟိမခေါ်နဲ့ငါ့ကိုအဲ့လိုမခေါ်နဲ့ကွ ဝဲထူလို့ဝဲကြုံလို့ခေါ်တာလေကွာဒါအမှန်တရားပဲမဟုတ်လားကွာဘာလဲဒီအမှန်တရားကမင်းအတွက်တိတ်များခါးသိနေသလားမောင်ဘိုးအောင်မဟဟပပန်ရှိတော့တယ်ငထွားမှာတော့အခုမှသူ့တပားကိုချွတ်ချွတ်ပဲပဲခေါ်ခဲ့မိတဲ့အပေါ်နောက်ထပ်ရပြီးတော့ကိုချင်းစာမိတယ်မောင်ဆောင်သားတွေအားလုံးဝဲကူးကြတဲ့အခါဦးစင်ကြီးကကူးလို့မနိုင်အောင်ဖြစ်ရတယ်အဲ့ဒါမင်းတို့ဝစ်လေတာကွာမင်းတို့ကသူများကိုဝဲထူလို့ခေါ်တော့ မင်းတို့ကိုယ်တိုင်ဝဲတွေပောက်ကုန်ပြီမဟုတ်လားငါမောင်ဘိုးအောင်ဝဲထုလို့မခေါ်တော့ငါစီမှာဝဲမပောက်ဘူးမဟုတ်လားမောင်မြတ်ကြီးကចောင်းသားတွေကိုပြောဆိုတယ်မောင်ចောင်းသားတွေမှာလဲမောင်မြတ်ကြီးစကားကိုနားထောင်ပြီးတော့အဲ့ဒီနေရာစပြီးမောင်ဘိုးအောင်ကိုမောင်ဝဲလို့မခေါ်ကြတော့ဘူးမောင်ចောင်းသားတွေမှာအလဲစားဆုံးခံလိုက်ရတယ်ဦးစင်းတွေမှာတော့မနိုင်ခင်ဆိုရင်စီတန်းပြီးတော့အနီးပါရွာတွေကိုတန်းဆွန့်ကြွကြတယ် အရေခါမောင်ចောင်းသားတို့ကအရှိရနေပြီးတော့ပြိုဟစ်ရတယ်။မောင်ចောင်းသားနှစ်ယောက်ကတော့ဥစင်းတွေအနောက်ကလိုက်ပြီးစွန်ဟင်းထမင်းတွေကိုတည်ယူရတဲ့ပြက်ကြီးကိုဒုံနဲ့ရှို့ပြီးတော့ထမ်းလိုက်ရတယ်။ဝဲတွေကိစ္စနဲ့ဥစင်းကြီးမှာအကြံအိုက်နေပြီဖြစ်တယ်။စေးစရာကြီးတို့နဲ့တိုင်ပင်ပြီးတော့ဝဲစီဖော့ဆက်ခိုင်းပြီမဲ့လေလူဆယ်ယောက်ခန့်ဖြစ်ပွားနေရမှုဈေးရမလုံးမလောက်ဖြစ်နေတယ်။တရက်မှာတော့ဥစင်းကြီးမှာ မောင်ចောင်းသားတွေအရှိမပင် ညင်ညူမိပါတယ်တီဝဲတွေနဲ့တော့ခက်ပါတယ်ကွာတို့ចောင်းကလူတွေဝဲပေါက်နေရကြောင်းအခုဆိုရင်တို့ចောင်းကိုဝဲတော်ចောင်းတိုင်းဆိုပြီးတော့နောက်ပြန်ခေါ်နေကြပြီကွာဦးစင်းချင်းမှာကရုံးပြောင်ပြောင်ကိုလက်နဲ့ကုတ်နေတယ်မောင်ဘူးအောင်မှာတော့မောင်ចောင်းသားတွေကိုဝဲပေါက်စေခြင်းနဲ့ဆန္ဒရှိပေမဲ့လည်းအခုတော့ဦးစင်းချင်းပါမချက်ခေါင်းချောက်နေရကိုတွေ့ရတာကြောင့်စိတ်မကောင်းဖြစ်နေမိတယ်ညာရိုက်တဲ့အခါမှာလဲမောင်ចောင်းသားတွေက ဝဲတွေကိုတဖြင်းဖြင်းနဲ့ကုတ်ဖဲ့ပြီးတော့ညီထွားနေကြရတာကိုကြည့်ပြီးမောင်ဘိုးအောင်တယောက်တနားလာမိတယ်။ငါသူတို့မခံချင်တဲ့စိတ်နဲ့ဝဲတွေပေါက်စီချင်းခဲ့တာ။အခုဝဲတွေပေါက်တော့ငါစိတ်မချမ်းသာရပါလား။မောင်ဘိုးအောင်မှာတက်ပြင်းတစ်ချက်သာချမိတယ်။မောင်ဘိုးအောင်တို့ចောင်းသားတွေမှာတညက်နေခင်းလုံးကျောင်းဆန်အောင်စော့ကြတာမို့တကူလုံးညက်ပက်ပရေလျက်ရှိတယ်။ဒါကြောင့်ညက်နေဆောင်တဲ့အခါចောင်းတောင်ဘက်မှာရှိရဲ့ ကျင်းနေချောင်းအတွင်းကိုဆင်းပြီးတော့ရေချိုးလေးရှိကြတယ်။ကျင်းနေချောင်းမှာကျောင်းနဲ့တခေါ်တတကွာဝေးလာတယ်။ချောင်းကြီးကလူကြီးပေါင်လေးခန့်ရှိပြီးတဲတောင်များစွာဖြတ်ထွန်းနေတယ်။မောင်ကျောင်းသားတတိုက်ချောင်းထဲမှာရေကူးပြီးတော့ဆော့ကစားကြတယ်။နွေရည်သွင်းချင်ရောက်မှသာအဝယ်စားတွေကိုရှော့ဖို့စိတ်ကြောပြီးတော့ဖုန်ကြီးကြောင်ပြန်တက်လာခဲ့ကြတယ်။ဖုန်ကြီးကြောင်ပြန်ရောက်တဲ့အခါမှာတော့ရှော့ဖို့လာခဲ့တဲ့အဝတ်တွေကိုလှမ်းနေကြတဲ့အချိန်မောင်ဘိုးအောင်ရဲ့ ပစိုးတထည်ကြောက်နေတာကိုတွေ့လိုက်ရတယ်။မောင်ဘူးအောင်မှာတော့ကျောင်းအတွင်းမှာရှောက်ပေးပေမဲ့လည်းမတွေ့တာကြောင့်ကျင်းဒီချောင်းတစ်ပေအဝေးဆော်တဲ့နေရာမှာကြံနေခဲ့ခြင်းဖြစ်မယ်လို့တွေးမိလိုက်တယ်။ဒါကြောင့်တခြားလူတွေကိုမခေါ်တော့ဘဲနဲ့ကျင်းဒီချောင်းစီကိုတကူတည်းပြေးလာခဲ့တယ်။ကောင်းကင်တစ်ခွင်မှာတော့အမောင်တူကဖုံးလွှမ်းထားပြီးဖြစ်တယ်။ကြံရှိနေတဲ့နေအလင်းရောင်တချို့ကြောင့်သာပတ်ဝန်းကျင်ကိုဟိုးတဝါကလေးမြင်နေရတယ်။အဲ့ဒီအချိန်ကို ညီကိုမတိတတိအချင်းလို့လဲခေါ်ဆိုနိုင်ပါတယ်အိတ်တန်းတိုင်ငှက်တွေမှာကောင်းခင်ရထမှာအော်ဟစ်ပြန်တန်းနေကြသလိုညီမအစာရှာထွက်တဲ့ငှက်တွေအားလဲလူလာပြန်ဝဲနေကြတယ်မောင်ဘိုးအောင်မှာကျင်းနေချောင်းကိုပြန်ရောက်လာတဲ့အခါကြောက်တော့တစ်ခုပေါ်မှာတင်ထားတဲ့ပစိုးကိုမြင်တွေ့လိုက်ရတယ်ပစိုးကိုအမြန်ကောက်ပြီးပြန်လှည့်ပြေးလာတဲ့အခါလူပုတသေးကလေးတွေကချောင်းအတွင်းကနေတက်လာကြတာကိုမြင်တွေ့လိုက်ရတယ် လူပုကလေးတွေမှာအရက်တထောင်ခန့်သာရှိပြီးတော့ခေါင်းမှာတော့အုတ်ထုတ်ချွန်ချွန်ကလေးတွေကိုစောင်းထားကြတယ်။လူလို့ခေါ်ပေမဲ့လည်းလူတွေလိုလဲပင်တွေခါးတွေတေးတဲ့မနေဘဲနဲ့မြစ်ဆိုကြီးတစ်ခုလက်ချေတွေပေါက်ရောက်နေတဲ့အတိုင်းခန္ဓာကိုယ်မှာတပြောင်တထန်းနေဖြစ်နေတယ်။မောင်ဘိုးအောင်မှာအဲ့ဒီလူပုကလေးတွေကိုကြည့်ပြီးတော့အာအာသိနေမိတယ်။လူပုကလေးတွေမှာဥဆောင်လာတဲ့လူပုလေးတယောက်မှာမောင်ဘိုးအောင်ကိုမြင်တဲ့အခါမှာတော့ရက်တန်သွားတယ်။ မင်းကငါ့ကိုမြင်ရတယ်ဟုတ်လားမောင်ဘိုးအောင်ကခေါင်းကြီးပြလိုက်တယ်ခမရတို့ကပုပ်ပုပ်တေးသေးကလေးတွေနဲ့ဘာကောင်လေးတွေလဲဗျငါတို့ကအမင်းစားကလေးတွေပေါ့ကွာနေအောင်မင်းကငါလက်ဆောင်တစ်ခုပေးเสียရှိတယ်မောင်အောင်ရမောင်အောင်မှာအံ့ဩသွားရင်နဲ့ဗျာခမရတို့ကကျုံနံမဲကိုပါသိနေရလားသိတာပေါ့ကွာမင်းတို့ចောင်းသားတစ်တိုက်ချောင်းနဲ့စော့နေကြတာကိုငါတို့နေတိုင်းစောင့်ကြည့်နေကြတာပါကွာလာလာငါနောက်လိုက်ခဲ့ မင်းစားကလေးတွေကပရွက်စိတ်ကောင်းတွေလို့စီတန်းပြီးတော့လမ်းလျှောက်သွားတယ်။ဖုန်ကြီးเจ้าအောင်မလျှောက်ခင်တော်တန်းကလေးတနေရာမှာတော့ညောင်ပင်ကြီးတစ်ပင်ရှိရဲ့။အဲ့ဒီညောင်ပင်ကြီးအောက်ကိုအရှောက်မှာတော့မင်းစားကလေးတွေကရပ်တန့်သွားကြတယ်။ထိတ်ဆုံးကမင်းစားကညောင်ပင်ကြီးရဲ့ပင်စီကိုလက်နဲ့ဆွဲလိုက်တဲ့အခါပင်စီမှာတကားပုံစံအပတ်တစ်ခုဖြစ်သွားတယ်။ကြံရှိနေတဲ့မင်းစားကလေးတွေမှာအဲ့ဒီတကားပေါက်အတွင်းကိုတိုးပင်ပြက်ွယ်သွားတယ်။ မင်းဒီမှာခဏဆောင်နော်။မေစာကောင်းဆောင်မှာတကားပေါက်တွင်ဝင်သွားတယ်။မကြခင်အချိန်မှာပင်အဲ့ဒီတကားကနေပြန်ထွက်လာပြန်တယ်။မေစာကောင်းဆောင်ကလက်အတွင်းမှာကင်လာတဲ့စေးထောင်တစ်ခုကိုမောင်ဘိုးအောင်စီကိုလှမ်းပေးလိုက်တယ်။စေးထောင်မှာလလေးတိခန့်ရှည်လျားပြီးတော့ကြက်ပြားဝိုင်းရွယ်ခန့်ရှိရဲ့။မောင်ဘိုးအောင်မှာစေးထောင်ကိုကင်တွဲကြည့်ရင်းနဲ့ဒီစေးထောင်ကဘာလုပ်ဖို့လဲ။ဒီစေးကိုတွေးပြီးလဲရင်ဝဲရီက အလွှာလိုက်꽈ကြသွားမယ်ကွာမအောင်ရမင်းစားကောင်းဆောင်မှာညောင်ပင်အတွင်းကိုပြန်ဝင်သွားတယ်ပင်စီမှာပေါပေါက်နေတဲ့တကားကလည်းရှုပ်ချီးပြက်ွယ်သွားတယ်မအောင်မှာရှုံဝခက်ခက်နဲ့စေးတောင်ကိုကြည့်နေတော့မှပင်အနီးကိုမောင်မြကြီးတယောက်ပြေးလာတယ်မောင်ဖိုးအောင်ရှာမင်းပြောက်နေလို့ရှာလိုက်ရှာတာကွာဒီမှာဘာလုပ်နေရလဲယဟုတ်လေဘာဘာမှမဟုတ်တော့ပါဘူးအကြီးကမောင်ဖိုးအောင်မှာကျောင်းကိုရောက်တဲ့အခါအဲ့ဒီစေးတောင်ကို ဦးစင်းကြီးကိုပေးအပ်လိုက်တယ်။ဦးစင်းကြီးကစေးတောင်ကိုနှမ်းရှုံချင်ရင်းနဲ့ဒါပါစေးတောင်လဲမအောင်ဒီစေးကိုရှင်းနဲ့သွေးလိုက်ရင်ဝဲပြောက်တယ်လို့ပြောပါတယ်ဦးစင်းကြီး။ဟေးဒီစေးကိုမစ်ဘယ်ကနေရလာခဲ့ရလဲ။မောင်ဘိုးအောင်မလင်ညာတက်သူတူမဟုတ်တာကြောင့်ဦးစင်းကြီးကိုအဖြစ်မှန်ကိုပြောပြလိုက်တယ်။လူပူလေးတယောက်စီကရှားခဲ့တာပါဦးစင်းကြီး။အဲ့ဒီလူပူလေးတွေကကျင်းညီချောင်းကိုသွားတဲ့ညောင်ပြောင်မှာနေထိုင်ကြပါတယ်။ သူတို့ကိုသူတို့တော့မင်းစားလေးတွေလို့ပြောကြတာပဲအရှင်ဘုရားဟေးအဲ့ဒီညောင်ပင်မှာမင်းစားတိုက်ရှိတယ်လို့လူတွေပြောပြောနေကြတော့ကြားဖို့တည်းမှာပူအောင်ရမင်းလိန်ပြောနေရတော့မဟုတ်ပါဘူးနော်တပည့်တော်မလိန်ပါဘူးဖေဟာတပည့်တော်ငါးပါးတီလာကိုတော့လုံအောင် စောက်တည်ပါတယ်ဦးစင်းကြီးကကောင်းကြီးလိုက်တယ်အရင်နောက်မောင်ပူအောင်ပြောတဲ့အတိုင်းစေးတောင်းကိုရှင်းနဲ့သွေးဖြော့ပြီးဝဲပေါက်နေတဲ့မောင်ចောင်းသားတွေကိုခတ်ထူထူကလေးလိန်ပေးလိုက်တယ် မောင်ဘူးအောင်လည်းအဲ့ဒီစေကိုလိမ့်ချန်နေအဲ့ဒီနောက်စေးထောင်ကိုနောက်တနေ့ဆက်လို့ဘောအတွက်ကျွဲလျှောက်တန်းပေါ်ကိုတင်ထားလိုက်တယ်နောက်တနေ့မနက်လင်းတဲ့အခါမှာတော့မောင်ចောင်းသားတွေအိယာထလာကြတယ်ခြေလက်တွေမှာလိမ့်ထားတဲ့စေးတွေမှာတနက်ခါဘက်တွေကွာကြသလိုအလွာလိုက်ကွာကြပြီးတော့ဝဲဆူဝဲချောက်တွေမှာလည်းမရှိတော့ဘဲနဲ့ပကတိအသားရေအတိုင်းပြန်ဖြစ်နေအောင်တွေ့ရတယ်ဦးစင်းတွေမှာအံ့ဩပါနဲ့ဖြစ်ကြရတယ် အဲ့ဒီဆေးဆွမ်းကိုတီးသွားပြီမို့ဆေးထောင်ကိုတင်းဆေးထားဖို့အတွက်ကျွဲလျှောက်တန်းပေါ်ကိုတွားကြည့်တဲ့အခါမှာတော့ဆေးထောင်ကိုမတွေ့ရတော့ဘူးမောင်ကျောင်းသားတွေပါကျောင်းအနှံ့ရှောက်ပြီးပြီမဲ့လေဆေးထောင်မှာပျောက်ခြင်းမလားပျောက်ွယ်သွားတယ်ဦးစင်ကြီးကတပြေးတစ်ချက်ချပြီးတော့တကယ်ထူးဆန်းတဲ့ဆေးထောင်ပြီးပဲမောင်ဘူးအောင်ရဲ့ကြည့်ရတာတော့အနာရီပျောက်လို့မင်းစာကလေးတွေကဆေးထောင်ကိုပြန်သိမ်းသွားတယ်ထင်မှဦးစင်ကြီးပြောတာကိုပင် အားလုံးကထောက်ခံလိုက်ကြတယ်။အရေးချာဆပြီးတော့မောင်ဘိုးအောင်ကိုမောင်ဝဲလို့မခေါ်ကြတော့သလိုကျင်းနေကြောင်းမှာကက်ဆွဲနေတဲ့ဝဲရော့ကမှလည်းတခဲရက်သွားတော့တယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေအခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူအခဆော်ရေးသားတဲ့ပထမဘူဘူအောင်အပိုင်းနဲ့ဝဲတော့ကြောင်းတိုင်ဆိုတဲ့ဇလန်းလေးကိုပရိသတ်ကြီးအတွက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ရက်တင်မှာလည်းပထမဘူဘူအောင်ရဲ့ အပိုင်းဆက်ကလေးတွေကိုတင်ဆက်ပေးအောင်ပါဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလောက်ထားပြီးတော့အသေးသေးတွေတင်တဲ့အခါတိုင်းသိရှိစေဖို့အတွက်ဘေးနားက notification လေးကိုနှိပ်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်